အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီယိုဖိုင်မှာဘုသူရဖြစ်မျှဝေဆွေးနွေးပေးနေတာကတော့ hybrid ကားတွေကိုဘယ်လိုပုံစံမျိုးဂရုစိုက်ရမလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူရဖြစ်မျှဝေဆွေးနွေးပေးခြင်းပါတယ် hybrid ကားတွေကိုလက်ရှိမှာဆိုရင်တော့ကျွန်တော်စီမှာတော်တော်များများလဲအသုံးပြုနေကြပါတယ်အထူးသဖြင့်ကတော့ Honda CD ဖြစ်တဲ့ Honda Fit Shadow တို့ Insight တို့ Civic တို့မှာဆိုရင်လည်း hybrid စနစ်တွေကိုအသုံးပြုကြတယ်။အဲဒီလိုပဲ Toyota CD မှာဆိုရင် Vivia တို့ Camry တို့နောက် Alphard တို့ပေါ့နော်အစားကြီးတွေဖြစ်ရင် Crown တို့ Clujar တို့ Estima တို့အဲဒါတွေမှာဆိုလို့ရှိရင်လည်း hybrid စနစ်တွေကိုအသုံးပြုထားတာကို တွေ့ရပါတယ်။ဒါပေမဲ့ Honda CD မှာအသုံးပြုတဲ့ hybrid စနစ်နဲ့ Toyota CD မှာအသုံးပြုတဲ့ hybrid စနစ်ကတော့သူ့ရဲ့ဖွဲ့စည်းတိဆောက်ထားတဲ့ပုံစံကတော့ကွဲပြားပါတယ်။ဒါပေမဲ့အလုပ်တဲ့ပုံစံဒီမှာဆိုလို့ရှိရင်တော့ ့သူတို့မှာပါဝင်တဲ့ပစ္စည်းတွေပေါ့ဗျာဥမာပြောရမယ်ဆိုရင် hybrid battery တွေပါမယ်ပြီးလို့ရှိရင်သူမှာအဲ motor တွေပါလာမယ်ပြီးရင် control စနစ်တွေ inverter တွေဓာတ်တွေကတော့ပါလာမှာပဲပေါ့ဒါပေမဲ့သူတို့ကစနစ်တွေမှာဥမာ CD စနစ်ကိုသုံးထားလား parallel စနစ်ကိုသုံးထားလား CD parallel ကိုအသုံးပြုထားလားပေါ့အစားပြုရင်ဓာတ်တွေကတော့သူတို့ရဲ့တိကျတဲ့ပုံစံတွေကတော့ကွဲပြားမှာဖြစ်တယ် ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့အဲ့ဒီကားလေးကို ထိမ့်သိမ်းဖို့အတွက်ပြုပြင်ထိမ့်သိမ်းဖို့အတွက်ကတော့ဘယ်ကားပဲဖြစ်ဖြစ်သဘောတရားကတော့အတူတူပါပဲအဲ့တော့ hybrid ကားတွေကဘာဖြစ်လို့ IC ကားတွေထက်ပိုပြီးတော့ဂယူဆိုင်ရလဲဆိုတော့ ပြောမဆိုရင်ဗျာပူပြီးတော့စီစားတတ်တာအောင်လှုပ်ထားတဲ့စနစ်ဖြစ်တယ်။အဲ့အတွက်ကိုကျွန်တော်တို့အနေနဲ့ကဒီ hybrid ကားတွေကိုပူပြီးတော့ဂရုစိုက်ရတာဖြစ်တယ်။ဥပမာပြောမယ်ဆိုရင် ICE ကားတွေမှာက engine gearbox ပဲဥပမာပျက်စီးတယ်ဆိုလို့ရှိရင် hybrid ကားတွေမှာကဘာတွေပူပါလာလဲဆိုတော့ motor တွေပါလာတယ်။နောက် hybrid battery တွေပါလာတယ်။ inverter တွေပါလာတယ်။အဲ့ဒီ inverter တွေအတွက် control စနစ်တွေပါလာတယ်။အဲ့ဒီအတွက်တကယ်လို့ hybrid battery ကအဲသူ့ရဲ့ ပေါ့နော်အသုံးပြုတဲ့ပုံစံမှားယွင်းလို့ hybrid battery လဲရမယ်ဆိုရင် ကုန်ကျစရိတ်ကအမြန်အရန်ကိုကုန်ကျသွားနိုင်တယ်ဒါကြောင့်မယ်ကျွန်တော်တို့က gear site ဖို့လိုအပ်တယ်တကယ်လို့ motor လောင်သွားမယ်ဆိုရင်လည်းကုန်ကျစရိတ်ကအများကြီးကုန်ကျသွားနိုင်တယ်ဒါကြောင့်ပေါ့နော် ICE ကားတွေထဲဆိုင်ရင် hybrid car တွေကပို့ပြီးတော့ပြုပြင်တဲ့အခါမှာကုန်ကျစရိတ်တွေကများနိုင်တဲ့အတွက်ကျွန်တော်တို့အနေနဲ့တေချာစနစ်တကျထိမ့်သိမ်းဖို့တော့လိုအပ်ပါတယ်အဲတချို့အပိုင်းကတော့ပြုပြင်တဲ့အပိုင်းပါတာပေါ့ဗျာတချို့ဘိုင်းတွေမှာဆိုလို့ရှိရင်လည်း အဲကျွန်တော်တို့အနေနဲ့ဒီကားကိုဘယ်လောက်သုံးရမလဲဆိုတဲ့အပိုင်းလေးတော့ပါတာပေါ့အဲ့တော့ hybrid စနစ်အသုံးပြုထားတာဖြစ်တဲ့အတွက်သူက ရိုးရိုး IC ကားပဲဒါပေမဲ့ဘာပူပါလာလဲဆိုတော့မော်တာနဲ့အဲကျွန်တော်အထူးသဖြင့်ကတော့ hybrid battery တွေပါလာတယ်ပေါ့ဗျာအဲ့ဒီ hybrid battery ကကြတော့ Honda ရဲ့ series မှာဆိုရင်တော့အကြမ်းမြင်အဲကျွန်တော်တို့အကြမ်းမြင်100ဘူးနဲ့158ဆိုပြီးတော့တွေ့ရတယ်အဲဒါတော့ဟိုသူ့ရဲ့စာမှာပါတဲ့ဟာပေါ့ဗျာတကယ်တော့လက်တွေ့မှာတော့100ကျော်တယ်အဲတနောက်158ဆိုတဲ့ဟာကလည်းတကယ်တော့အဲ့ထက်ပိုပြီးတော့များပါတယ် တိုတာစီးတီးမှာဆိုလို့ရှိရင်လည်းကျွန်တော်အကြံဉာဏ်တွေးရတာက200.6နဲ့283.4ဆိုပြီးတော့တွေးရတယ်ပြောမယ်ဆိုတော့ဘိုးက Honda ထက်ဆိုင်ပို့ပြီးတော့များတယ်ဒါပေမဲ့တကယ်တမ်းကတော့200.6လို့ဆိုပေမဲ့လည်း200.6ထက်တော့ပိုများတယ်။နောက်200.83.4လို့ပြောပေမဲ့လည်းအဲသူ့ထက်ပိုပြီးတော့များပါတယ်။အဲ့တော့အဲ့ဒီမှာ hybrid စနစ်ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် DC ပေါ့နော် DC battery က hybrid စနစ်ကိုအသုံးပြုထားတာဖြစ်တဲ့အတွက် NA များတယ်။ အဲ့ဒီဟာကစစ်ဆေးပြုပြင်တဲ့အခါမှာစနစ်တကျနဲ့စစ်ဆေးပြုပြင်မှုလိုအပ်တဲ့လက်အိတ်တွေတခြားဝေးရမယ်သူ့အတွက်တီးတန့်သုံးတဲ့ဆွေရှစ်တူးတွေသုံးရမယ်ဘာကြောင့်လဲဆိုတော့ DC က60ဘူးအထက်ဆိုရဲ sorry 48ဘူးအထက်ဆိုရင် NDA များပြီအဲ့တော့48ဘူးအထက်ဆိုရင် NDA စပေးပြီဆိုတော့ကျွန်တော်တို့ပြောမယ်ဆိုရင်ဗျာဒါက100ဆိုတော့ဒါက NDA ရှိနေပြီဒါကြောင့် hybrid ဖြစ်တဲ့အတွက် သူမှာတီးသန့် special do တွေသုံးဖို့လိုအပ်ပါတယ်လက်အိတ်တွေတေချာဝေးရမယ်အဲဂွင်းကွားတွေသုံးတာအစအဲကာဘာလုတ်ထားတဲ့ဂွင်းကွားတွေနဲ့တေချာသုံးဖို့လိုအပ်ပါတယ်เนาะဒါကတော့ပြုပြင်တဲ့အပိုင်းပေါ့အဲ့တော့ကျွန်တော်တို့ high voltage စနစ်ကိုသုံးထားတဲ့ hybrid car တွေပေါ့ဗျာအဲစီစားကတော့တော်တော်တီးတာတတ်တာတယ်ဗျာဘာကြောင့်လဲဆိုတော့ IGE car တွေက အင်ဂျင်ကိုပဲဦးစားပေးပြီးတော့အင်ဂျင်နဲ့ပဲယုံရတယ်ဒါပေမဲ့ဒီ hybrid ကားတွေကကြတော့အင်ဂျင်ကိုမော်တာဝိုင်းကူပြီးတော့ယုံပေးတယ်တချို့ကားတွေမှာဆိုရင် EV စနစ်တွေပါတယ် EV မှုတွေပါတယ်ပေါ့ဗျာအဲ့လိုပုံစံမျိုးမောင်းလို့ရတယ်နောက်အင်ဂျင်နဲ့ယုံနေပေမဲ့လည်းမော်တာဝိုင်းကူတွန်းပေးတဲ့အတွက်အင်ဂျင်ကိုစီစားသီးတတာတတ်တာစီတယ်အဲ့တော့စီစားတတ်တာစီတာကကောင်းတဲ့အချက်မှန်ပေမဲ့လည်းဒီဘက်ကတစ်ဖက်ကပြန်တွက်ရင် သူ့ကိုပြုပြင်တဲ့ကုန်ကြမ်းကြီးကလည်းအရင်များတယ်အဲကျွန်တော်ခုနပြောသလိုပဲမော်တာတွေလောင်သွားတာဘက်ထရီတွေပြစ်ချက်ဖြစ်သွားတယ်ဆိုရင်ပြုပြင်တဲ့ကုန်ကြမ်းကြီးကအရင်များသွားနိုင်ပါတယ်ဒါကြောင့်ပဲခရူးဆိုင်ရမယ့်အချက်တွေပါဝင်နေပေါ့ဗျာအဲ့တော့ဒါဆိုရင်ကျွန်တော်တစ်ချက်ချင်းစီသုံးသက်ကြည့်ကြရအောင်နံပါတ်1အနေနဲ့ကကြတော့စတင်မောင်းနေတဲ့အချိန်မှာယူယူကားတွေလိုဥမာအင်ဂျင်ကြီးကိုအကြာကြီးနှိုးထားပြီးတော့စောင့်ရတဲ့အနေအထားမျိုးတော့သူကတိတ်လို့ဆရာမလို့ဘာကြောင့်လဲဆိုတော့သူကတန်းထွက်လို့ရတယ် ready one ဆိုတာ ਨੇ တန်းမောင်းလို့ရတယ်အဲပုံမှန်ဆိုလို့ရှိရင် IC ကားတွေဆိုရင်ဗျာဂီယာဘောက်ပူသွားအောင် engine ပူသွားအောင် warming up လုပ်ပေးရတယ်ဒါပေမဲ့ hybrid ကားတွေကစပြီးထွက်တဲ့အချိန်မှာ EV move နဲ့သွားလို့ရတဲ့အနေအထားမျိုးတွေဆိုရင်အဲကားရဲ့ဒိုင်ကွက်မှာ ready ဆိုတဲ့မီးပေါ့ကျွန်တော်တို့က ready on လို့ခေါ်ကြတာပေါ့ဗျာ ready ဆိုတဲ့မီးလေးပုံနေပြီဆိုတာ ਨੇ အဲဒီကျွန်တော်တို့ဂီယာထိုးလိုက်မယ် brake လွတ်လိုက်ပြီဆိုတာနဲ့တန်မီကားသွားလို့ရပြီဒီလိုပုံစံမျိုးပေါ့အဲ့အတွက်ကျွန်တော်တို့ ICE ကားတွေလို့အဲတိတ်ပြီးတော့ကူးဆိုင်ကြမလို့ဒါတော့နံပါတ်1အချက်ကတော့စတင်မောင်းနေတဲ့ ဲ့အချိန်မှာဒီလိုပုံစံမျိုးလို့ပြောချင်တာပါဒါတော့ကိုကဟိုပြောမယ်ဆိုရင် IT ကားတွေလိုမျိုးပူနွေးအောင်စောင့်ကြရမလို့ဆိုတဲ့အချက်ပါနော်နှိုးထားပြီးတာရင်းနှိုးထားပြီးတော့မှစောင့်နေကြမလို့ပါအောင်စောင့်လည်းဘာမှမဖြစ်ပါဘူးနော်ဒါကတော့အာနေချက်တည်းအာသာချက်တည်းရေမဟုတ်ပါဘူးအဲသူကတော့စောင့်ကြရမလို့လို့ပြောနေတာပါနံပါတ်2အချက်ကကြတော့သတိထားစီချင်တာကမောင်းနှင်တဲ့ပုံစံလေးပုံမှန်ဆိုတော့ညာသူက IT ကားတွေက လီဘာပစ်နင်းနဲ့အာဂီယာတွေချိန်သွားမယ်ဒါတွေကဟို IT ကားတွေမှာဆိုလို့ရှိရင်ရိုးအင်ဂျင်ကားတွေပေါ့ဗျာဒါတွေကဆိုရင်သိပ်ပြဿနာမရှိပေမဲ့ hybrid ကားတွေမှာကြတော့လီဘာဆောင်နင်းတာတွေဘာတွေကအဲကောင်းတဲ့ချက်တွေထဲမှာမပါဘူး။ဘာကြောင့်လဲဆိုတော့သူကလီဘာဆောင်နေနေဆိုရင်အင်ဂျင်ကတောက်ချောက်လို့လို့တော့မှာအင်ဂျင်လုံးရင်စီစားမှာပဲပေါ့နော်။အဲ့တော့ကျွန်တော်တို့ဘာလုပ်လဲမေးပြီးတော့နင်းသွားလိုက်။လီဘာမေးပြီးနင်းသွားရင် ဲသူ့ရဲ့ gear ဘောက်ကဖြည်းဖြည်းချင်း သူ့အတွက်သူအဲကျွန်တော်တို့ဟိုဘောက် gear တွေကိုဖြည်းဖြည်းချင်းချိန်သွားပေးမယ်အဲ့လိုမျိုးဖြစ်ရင်ဘာဖြစ်လဲစီစားတတ်တာလေဗျတတော်ကိုသိတတ်တာစီစားတတ်တာစီတယ်เนาะအဲ့အတွက်ကျွန်တော်တို့က hybrid car တွေကိုမောင်းနေတဲ့အခါမှာ အချိန်တင်တဲ့အခါမှာပုံမှန်အတိုင်းပဲဖြည်းဖြည်းချင်းပဲအချိန်တင်သွား pick up နင်းနေဆိုရင်တော့စီစားမယ်ဒါကမောင်းတဲ့ပုံစံလေးပေါ့ကားကိုဆူဆူရွာထိခိုက်သွားတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကမောင်းတဲ့ပုံစံလေးကိုပြောင်းပေးနိုင်ရင်ပိုကောင်းတယ်အဲ့တော့ဖြည်းဖြည်းချင်းပဲအချိန်တင်သွားမယ်စီစားတတ်တာစီတာပေါ့ဗျာနောက်တစ်ချက်က brake ဖမ်းတဲ့အခါမှာလည်း brake ကို on နဲ့ဖမ်းလို့ရှိရင်သူက hydraulic brake unit တွေသို့မဟုတ်သူ့ရဲ့အဲဒီကားမှာပုံမှန်သုံးနေတဲ့ brake unit တွေအလုံးလုံးပင်မဲ့ ဖြည်းဖြည်းချင်းပဲအုပ်တယ်ဆိုရင်ဥမာပေါ့ဗျာအချိန်ကအရင်ကြီးချော့ကြရမလို့ဖြည်းဖြည်းချင်းပဲမှီးအုပ်မယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ regenerative break အလုံးလုံးတဲ့အတွက်အဲသူကဘာဖြစ်လဲဆိုတော့အားပြန်သွင်းတယ် regenerative break အလုံးလုံးလို့ရှိရင်အဲ့ဒီကားမှာပါတဲ့မော်တာက generator ပြန်ဖြစ်သွားပြီးတော့ battery ကို hybrid battery ကိုအားပြန်သွင်းစေပါတယ်เนาะနံပါတ်3အနေနဲ့ကကြတော့သူက EV မှုသုံးလို့ရတယ် ် EV move သုံးလို့ရတယ်ဆိုတဲ့အချက်မှာတော့သူကဘယ်ကားပဲဖြစ်ပါ EV move ကအများကြီးတော့သုံးလို့တော့မရဘူးဥမာဗျာကီလို၄၀နဲ့60ကြားလောက်ထိရတော့ EV move နဲ့မောင်းလို့ ရနိုင်တယ်ပေါ့အဲပြီးသွားရင်တော့ EV move ကအဲသူ့ရဲ့ battery battery ရေးအားကုန်သွားပြီဆိုတော့လည်း engine ကပြန်ပြီးတော့ no လာမှာပဲအဲ့တော့ကောင်းတာတော့ဗျာ EV move ကြီး on ထားတာမျိုး တော့မလုပ်စီခြင်းဘူးအဲ့တော့လိုအပ်ရင် engine no နေတာမျိုးပဲကောင်းပါလေ EV move ကတော့တအားကြီးသုံးတာအဆင်မပြေဘူးဘာကြောင့်လဲဆိုတော့ဒါ EV ကမဟုတ်ဘူးအဲသူက EV ပုံစံမျိုးဟို တုံးသွားတယ်ဆိုပေမဲ့လည်းတကယ်တမ်းတော့ high body battery ကနေအားကရာခိုင်နှုန်း40အောက်ကျပြီဆိုတာနဲ့ engine ကတခါတည်းတန်းပြီးတော့ပြန်နိုးမှာပေါ့เนาะဒါကြောင့် engine နဲ့မောင်းတာတော့ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ battery ပို့ပြီးတော့ခံတာပေါ့ဗျာเนาะအဲ့လိုပုံစံမျိုးလေးကတော့ပို့ပြီးတော့ကောင်းပါတယ်နောက်နံပါတ်4အနေနဲ့ကကြတော့အရင်ကြီးကြီးတယ်ဗျာဒါဒီဗီဒီယိုမှာအဓိကပြောချင်တဲ့အချက်ပါ hybrid battery ကို hybrid battery ပေါ့ဗျာ hybrid car ရဲ့ battery hybrid battery ကို ပုံမှန် maintenance လုပ်ဖို့လိုအပ်တယ် maintenance ဆိုတာ tree tree သွားပြီးတော့သူ့ကိုအဲတန်ရှင်းလုပ်ပါပါညာပြောနေတာမဟုတ်ဘူး။ဘာလုပ်ပြရမလဲဆိုတော့ကားကိုသုံးပြရမယ်။ကျွန်တော်ကခိုင်ကြရင်ရှိတယ်ဗျ။အဲ့ဒီ hybrid ကားတွေကိုဂျောင်ထိုးထားတာကိုတောင်ထဲမှာထည့်ထားတယ် အဲ့လိုလောက်တာတွေကကားရဲ့ဘက်ထရီရဲ့တန်တန်းကို တိုးစေတယ်အဲ့တော့ဘက်ထရီတွေဆိုတဲ့သဘောကဘက်ထရီမားတော့ဗျာဘက်ထရီမန်နေဂျမန့်စနစ်ဆိုပြီးတော့ပါတယ်ဘက်ထရီကစပြီးတော့သုံးမီဆိုတာနဲ့သူ့ရဲ့တန်တန်းကစနေပြီအဲ့လိုမျိုးအနေထားဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့ဘက်ထရီကမသုံးလဲကုန်ပါပဲသုံးလဲကုန်ပါပဲမသုံးရင်ပိုကုန်တယ်အဲ့တော့ဥပမာဗျာဖုန်းနေဖုန်းနေဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့ဖုန်းစသုံးလိုက်ပြီသုံးလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီဖုန်းကနှစ်နှစ်လောက်ဆိုရင်ဘက်ထရီကကျနေပြီ မသုံးလဲကြတာပဲသုံးလဲကြတာပဲအဲ့လိုမျိုးဆိုတော့ကျွန်တော်အနေနဲ့အဲ့ဒါအရန်သတိထားမယ့်အချက်ထဲမှာပါဝင်နေကားကလည်းအဲ့တိုင်းပဲ high voltage battery ကစပြီးသုံးပြီဆိုရင်မသုံးလဲကုန်ပါပဲသုံးလဲဒီတက်တန်းကကုန်ပါပဲမသုံးမှန်းနဲ့ကုန်တာပိုဆိုးတယ်ဘာကြောင့်လဲဆိုတော့သူကအားမမသွင်းတာဟုတ်เนาะအဲ့တော့သူ့ရဲ့ဒီ battery ရဲ့ရာဂိုင်းနှုန်းပေါ့ဗျာ SOC ပေါ့ state of charge က40နဲ့အကြမ်းမြင်60ကြားပေါ့ဒါပေမဲ့ချိုကားတွေကတော့40နဲ့80ကြားတွေပါပြီးတော့ရှိတာပေါ့ဗျာအဲ့လိုမျိုးဆိုတော့သူက အင်ဂျင်ကနေပြီးတော့အားပြန်သွင်းတယ်ပြီးရင်ဘက်ထရီကိုတခြားအကြောင်းတစ်ခုကြောင့်သုံးရင်းနဲ့အားကုန်သွားမယ်အင်ဂျင်ကနေအားပြန်သွင်းမယ်အဲ့လိုပုံစံမျိုးနဲ့သူကသုံးနေမှာအဲ့လိုသုံးနေတဲ့အနေအထားမျိုးဆိုရင်တော့အဲဒီဘက်ထရီရဲ့တန်တန်းကအကြာကြီးရှည်တယ်အဲရှည်ကြတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တကယ်လို့ပေါ့နော်ဘက်ထရီကိုမသုံးမတဲ့အချိန်ထားရင်ဘက်ထရီရဲ့ရာခိုင်နှုန်းကကျရင်ကျရင်ရနေပြီးတော့တတ်မှတ်တဲ့နှုန်းအောင်ကျသွားရင်အင်ဂျင်မှာပြန်နှုတ်မရတဲ့အခြေအနေဖြစ်တယ်ဒါကြောင့်ကျွန်တော်ကမလုပ်ရမလဲကားကို မကြခဏမောင်းမိဖို့လိုအပ်တယ်အထူးသဖြင့်မကြခဏဆိုတော့ဗျာဒီကားတစ်စီးကိုမသုံးမဲအကြာကြီးမထားစေချင်ဘူးအ ਨੇ ဆုံးအနေနဲ့တလမှာနှစ်ကြိမ်တော့မောင်းပြီးမယ်ဥမာလအစမှာတစ်ကြိမ်တော့မောင်းလိုက်တယ်လအလယ်လောက်မှာတစ်ကြိမ်လောက်မောင်းလိုက်မယ်ပေါ့နော်မောင်းတယ်ဆိုတာလည်း ကားလေးရှိတို့နောက်ဆုံးတော့လုံးယုံနေတော့အဆင်မပြေဘူးပေါ့ဗျာဥမာမြို့ထဲတစ်ပတ်လောက်မောင်းလိုက်မယ်အားဝင်တဲ့အထင်အဆင်ထိပေါ့ဒီဘက်ထရီကိုအားဝင်ထွက်လေရှိတဲ့အနေထားလောက်ထိမောင်းပေးရမယ်အဲ့လိုမျိုးလေးဆိုရင်တော့ပိုကောင်းပါတယ်ချိုးကြောက်လည်းကားကိုမတုံးတာပိုကောင်းတယ်ဆိုတဲ့ဟာမျိုးပေါ့ဗျာဒါမျိုးတွေတွေးပြီးတော့ကိုတော်ထဲမှာထည့်ထားတယ်လို့ပါเนาะဒါကြောင့်မယ်ကျွန်တော်ဒါလေးကိုထည့်သိမ်းပြီးတော့မျှဝေတာပါအဲ့တော့ကျွန်တော်တို့ကောင်းဆုံးကတော့ဘက်ထရီရဲ့အဲဘယ်လိုပြောမလဲအားအဝင်အထွက်တွေကိုထိမ့်ဖို့အတွက်အကောင်းဆုံးကတော့တပတ်မှာ 3ချိန်ပေါ့နှစ်ချိန်3ချိန်လောက်ကားမောင်းပြီးနိုင်တော့ပိုကောင်းပါတယ်ချိုးကြောက်လဲနေ့စဉ်သုံးနေတာပါနေ့စဉ်သုံးနေဆိုရင်တော့ဒီဟာတွေကတိတ်ထွေထူးမလို့တော့ဘောဗျာချိုးကြောက်လဲကားကိုကိုတော်လေးမှဒီတိုင်းပဲကားပါကင်မှာဒီတိုင်းပဲထားထားတဲ့အတွက်ဒီနံပါတ်လေးအချက်ကထည့်သွင်းပြီးပြောရတာဖြစ်တယ်အဲ့တော့ hybrid ကားတွေကမသုံးလို့မရပါဘူးသုံးပြီးမှသာအဆင်ပြေမှာအဲ့ဒီနံပါတ်လေးအချက်အရေးကြီးပါတယ်နော်နံပါတ်5ကလည်းအရေးကြီးတယ်ဗျာနံပါတ်5အချက်ကလည်းဘာလဲဆိုတော့သူက cooling system ဒီ hybrid စနစ်မှာ cooling system ရှိတယ် cooling ကနှစ်ပိုင်း ကူလင်းကနှစ်ပိုင်းဆိုတာကအင်ဂျင်ကူလင်းနဲ့အေးခံပြီးတာရှိတယ်။နောက်ဘက်ထရီကူလင်းရှိတယ်။ဘက်ထရီကူလင်းကလေနဲ့အေးခံပြီးတာရှိတယ်။အဲ့တော့အင်ဂျင်ကူလင်းနဲ့အေးခံပြီးတာကသူ့ရဲ့မော်တာကိုအေးခံပြီးတယ်။နောက်အင်ဗာတာကိုအေးခံပြီးတယ်။အဲ့ဒီအတွက်သူကမလုပ်ထားလဲဆိုတော့ကူလင်းစနစ်နှစ်ပိုင်းပါတယ်။အင်ဂျင်အတွက်ကူလင်းတက်တက် အဲ့ဒီ hybrid တွေကူလန်တက်တက်အဲ့တော့ engine တွေကူလင်းစနစ်တီးတန့်ရယ် hybrid စနစ်တွေကူလန်ကူလင်းစနစ်တီးတန့်ရယ်ဆိုတော့ကျွန်တော်တို့ကကူလန်ကိုလဲတဲ့အခါမှာနှစ်ပိုင်းခွဲပြီးတော့လဲပေးရတယ်အဲ့တော့လဲတဲ့အဆင့်တွေကတော့ဟိုတက်တက်ရှိတယ်ပေါ့ဗျာသူကတော့ diagnosis scan ထိုးပြီးတော့မှအဲကျွန်တော်တို့လဲရတဲ့အနေအထားမျိုးကြီးတော့ရှိပါတယ်အဲ့တော့အဲကျွန်တော်တို့ဒီ battery ကိုလည်းအေးခံပြီးတယ် ဘက်ထရီကိုအေးခံပြီးတာတော့ကူးလန့်နေမဟုတ်ဘူးပေါ့ဘက်ထရီကိုအေးခံပြီးတာကကြတော့လေနဲ့အေးခံပြီးတာဟွန်ဒါတွေမှာဆိုလို့ရှိရင်လည်းနောက်မှာ IMA fan ဆိုပြီးတော့ IPU fan လို့ခေါ်ကြတာပေါ့နော်အဲအဲ့တော့ကျွန်တော်တို့ကတော့အလွယ်တော့ IMA fan လို့ခေါ်ကြတာပေါ့တကယ်တော့သူက IPU fan ပေါ့အဲ့ဒီ IPU fan နဲ့အေးခံပြီးတယ်အေးခံပြီးတာဘယ်လိုအေးခံပြီးလဲဆိုတော့သူကလေကိုအပြင်ကလေကိုမှုန့်ထဲတာမဟုတ်ဘူးသူကလေကိုဆုပ်ယူတာလေကိုဆုပ်ယူပြီးတော့မှ အဲဒီဘက်ထရီရဲ့ပူနေတဲ့လေတွေကို အပြင်ကိုဘလိုဝါနဲ့ဆုတ်ထုတ်တာပြောမယ်ဆိုရင်တော့ဘလိုဝါနဲ့ဘက်ထရီတွေကိုလေကိုမှုတ်ထည့်တာမဟုတ်ဘူးဘက်ထရီရဲ့ပူနေတဲ့လေတွေအကုန်လုံးကိုဆုတ်ယူပြီးတော့မှအပြင်ကို ထုတ်ပေးတာဖြစ်တယ်အဲ့တော့ဟွန်ဒါတွေကကြတော့သူကဒီ IMA နဲ့ပတ်သက်တဲ့အပိုင်းမှာ control စနစ်တွေ inverter တွေရှိမယ်ပြီးလို့ရှိရင် battery တွေရှိမယ်အဲ့ဒါတွေအကုန်လုံးကိုသူကလေနေပဲအေးခံပြီးသွားတယ်အဲ့လိုပုံစံမျိုးသူကလှုပ်လှုပ်ပြီးတာပေါ့ဗျာနော် total တွေမှာကြာတော့ total တွေမှာ inverter ထဲမှာရေ line တွေပြေးထားတယ်ရေဆိုကူးလန့် line တွေ ူးလန့်လိုင်းတွေပြေးထားပြီးတော့အဲ့ဒီကူးလန့်အဲလိုင်းတွေကအင်ဗာတာရဲ့သူ့ရဲ့သက်ဆိုင်ရာ circuit တွေမှာပြေးထားပြီးတော့မှအေးခံပေးတယ်အဲ့လိုစနစ်ပေါ့ဗျာနော်ပြီးတော့ gear box ထဲကိုဝင်သွားတယ်အဲ့ဒီမှာ motor ကိုအေးခံပေးတယ် battery ကိုကြတော့သူကလင်းနေပဲအေးခံပေးတယ်အဲ့တော့ကျွန်တော်တို့ကူးလင်းစနစ်မှာအေးခံတဲ့စနစ်မှာနှစ်ပိုင်းပေါ့ရေနဲ့အေးခံပေးတယ်ကူးလန့်နဲ့အေးခံပေးတယ်ပေါ့နော်နောက်လင်းနဲ့အေးခံပေးတယ်အဲ့ဒီစနစ်နှစ်ခုလုံးကောင်းဖို့လိုအပ်တယ်အဲ့ဒီစနစ်နှစ်ခုမှာရေနဲ့အေးခံပေးတဲ့ဒီကူးလန့်နဲ့အေးခံပေးတဲ့ကူးလန့်တွေကလည်း ်ပုံမှန်လဲပေးရမယ်ဥမာကီလို4000နှစ်နှစ်ပြည့်ရင်လဲပေးဖို့လိုအပ်တယ်အဲ့ဒီလိုပဲကျွန်တော်ဒီဘက်မှာ လေနဲ့အေးခံပြီးတဲ့ဘလိုဝါတွေအဲ့ဒါကသူကဘယ်ရဲ့လေကိုဆုပ်ယူလဲဆိုတော့ဆုပ်ယူရဲဆိုတာလိုပေါ့ဗျာဘလိုဝါကဒီဘက်ထရီရရှိနေတဲ့လေဘူတွေကိုဆုပ်ယူပြီးအပြင်ကိုထုတ်တာဒါပေမဲ့အဲ့ဒီဘက်ထရီကိုလေရဘယ်ကဝင်လာလဲဆိုတော့အဲ့ဒီနှာပိုင်းကကားအတွင်းထဲမှာပဲရှိတာ ဲဟွန်ဒါတွေကကြတော့များသောအားဖြင့်နောက်ညာပေါ့နောက်ညာရဲ့အပေါ်နားလေးပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကဘတ်ဂျိတ်နားလေးမှာလေးပေါက်လေးရှိတယ်အဲ့ကျွန်တော်တို့ကသတိမထားမိပါနဲ့အဲ့ဒီလေပေါက်မှာအဝတ်တွေသွားပိတ်မိတာဆိုရင်ပြဿနာရှိတယ်။ Toyota တွေကကြတော့တချို့ကားတွေမှာပေါ့နော် Camry တို့ VW တို့ဆိုလို့ရှိရင်နောက်ညာဘက်ခြမ်း ်နောက်ညာထိုင်ကုန်ကကျွန်တော်တကားရဲ့ဂျာတောင်းလေးမှာအဲ့တောင်းလေးမှာအပေါက်လေးရှိတယ်အဲစကားကွက်လေးနဲ့ပေါ့နော်အဲ့ဒီပေါက်လေးကသူကလေပေါက်အဲ့တော့ကျွန်တော်တို့ကသတိမထားမိပဲနဲ့ဗျာအဲ့ဒီနေရာမှာအဝိဓိပါကြီးသွားပြီးပုံပြီးတော့မှကိုကဖိပြီးထားထားတယ်ဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့ဟီတက်နိုင်တယ်အဲ့ဒါအရန်အန်ဒီရများတယ်ဒါကြောင့်ကျွန်တော်တို့ကသူတို့ရဲ့နှာပိုက်တွေလေပေါက်တွေကိုမပိတ်မိဖို့လိုတယ်အဲ့ဒါတွေပိတ်မိလို့ရှိရင်ဘက်ထရီကအပူလွန်ပြီးတော့ဟိုပေါက်တဲ့အဆင့်တော့မဖြစ်ဘူးပေါ့ဗျာသူမှဒီ Honda ဆိုတော့ IME နဲ့ပတ်သက်တဲ့အဲဘယ်လိုပြောမလဲ မီးတွေလင်းလာမယ်တိုတာဆိုလို့ရှိရင်တော့လေအဲဒီဘောနော hybrid system နဲ့ပတ်သက်ပြီးတော့ error တက်လာတာမျိုးတွေဖြစ်လာလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့ကအရာလေးကိုသေချာလေးယူဆိုင်ကြည့်ကြပါတယ်ဒါကြောင့် cooling စနစ်နံပါတ်5 cooling စနစ်ကိုလည်းကျွန်တော်တို့မဖြစ်မနေခယူဆိုင်ပေးဖို့လိုအပ်ပါတယ်နံပါတ်6အနေနဲ့ maintenance ပြုပြင်ထိန်းသိမ်းမှုအပိုင်းပြုပြင်ထိန်းသိမ်းမှုအပိုင်းလို့ဆိုတဲ့နေရာမှာ hybrid နဲ့ပတ်သက်ပြီးတော့သူ့ရဲ့စနစ်ကို scan ထူးပြီးတော့စစ်ဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ scan ထူးပြီးတော့ကျွန်တော်တို့ battery မှာသူက module တွေရှိတယ်။အဲ total ဆိုလို့ရှိရင်ပြတချို့ module တွေကအခု20ရှိတာမျိုးတွေဟို module တွေကတစ်ခုနဲ့တစ်ခုတော့နည်းနည်းလေးတော့ဟိုဖြစ်တာပေါ့ဗျာနော် module နည်းနည်းလေးအာဘယ်လိုပြောမလဲဆိုတော့အည်အတွက်တွေကတော့ကွာနိုင်ရဲ့အဲဘယ်လိုပြောမလဲဆိုတော့တချို့က module က20ရှိတာမျိုးတွေတချို့ကြောက်လဲဘယ်နှခုရှိတာမျိုးတွေပေါ့အဲ28ခုရှိတယ်40ရှိတယ်အစရှိသည်ဖြစ်ပေါ့ဗျာနော်အဲ့လိုမျိုးဆိုတော့ ဘက်ထရီတစ်လုံးချင်းစီရဲ့ဘို့တွေကိုကျွန်တော်ကဂယူဆိုင်ဖို့လိုအပ်တယ်ဘက်ထရီတစ်ပြားချင်းစီပေါ့အဲ့ဒီမော်ဂျူးတွေရဲ့ဘို့တွေကိုဂယူဆိုင်ဖို့လိုအပ်တယ်နောက်တစ်ချက်ကအင်ဗာတာရဲ့အပူချိန်အင်ဗာတာရဲ့အပူချိန်ကြီးဂယူဆိုင်ဖို့လိုအပ်တယ်ဘက်ထရီရဲ့အပူချိန်ကြီးဂယူဆိုင်ဖို့လိုအပ်တယ်အဲ့ဒါကစကန်တူးနဲ့ထိုးပြီးကြည့်ရင်သိနိုင်တယ်နောက်တစ်ချက်ကကြတော့ဒါက data ကြည့်တဲ့အပိုင်းနောက်ချက်က engine wire နဲ့ပတ်သက်တဲ့အပိုင်း main နဲ့လုပ်တဲ့အခါမှာ engine wire တွေကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့စစ်ကမယ်အဲ့တော့ engine wire ကိုစစ်တဲ့အခါမှာ engine wire ကသူ့ရဲ့ အရည်သွေးမှန်ဖို့လိုအပ်တယ်။များသောအားဖြင့် hybrid ကားတွေဆိုရင်0-20ပဲသုံးကြတယ်။ဒါပါ hybrid ကားတွေနောက်ပိုင်းထွက်တဲ့ကားတွေကတော့ ဟိုတခြားသူတတ်မှတ်ချက်ရှိမယ်ပေါ့ဗျာဒါပေမဲ့အရင်တော့ထွက်ထားတဲ့ကားလေးမှာဆိုရင် hybrid car ဆိုတာနဲ့023နဲ့အဲ့တော့020ကိုရေသွေးကောင်းတာလေးသုံးစီခြင်းနဲ့အဲ့လိုမျိုးပဲねကျွန်တော်တို့ကအဆင်ပြေတာတွေကောက်ထဲလို့ရှိရင် နောက်ဆက်တွဲကဘာဖြစ်လာမလဲဆိုတော့ hybrid car တွေမှာ engine မိုင်းထိလာရင် နောက်ဆက်တွဲကတခြားမလိုလား edit ပြဿနာတွေဖြစ်နိုင်တယ် Honda တွေဆိုရင် Honda Green 020ထည့်တယ်ဒါဆိုရင်အဆင်ပြေတယ်ပေါ့ဗျာเนาะအဲ့လိုပုံစံမျိုးကျွန်တော်တို့ကသုံးစီခြင်းပါတယ်အဲ့တော့ maintenance ဘိုင်းမှာ give ဆိုင်ရမယ်နောက် maintenance ဘိုင်းမှာဘာတွေပါလဲဆိုတော့ coolant ပါတယ် brake sheet တွေပုံမှန်လဲပေးရမယ် gear ပေါင်းနဲ့ပတ်သက်တဲ့အဲသူ့ရဲ့ transmission wire တွေသို့မဟုတ်ဒီဒီ ADF ဆိုလဲ ADF ပေါ့ဗျာသူ့ရဲ့ transmission fluid တွေပေါ့ဗျာเนาะအဲ့ဒါတွေကိုမဖြစ်မနေလဲပေးဖို့လိုအပ်ပါတယ်เนาะဒါလေးတွေကသူ့ရဲ့ကားထုတ်တဲ့သူရဲ့ပြောထားတဲ့အဲဒီတတ်မှတ်ထားတဲ့ကာလအတွင်းမှာမဖြစ်မနေလဲပေးဖို့လိုအပ်တယ်เนาะအဲ့တော့အထူးသဖြင့်ကတော့ engine wire ကိုဆက်ရမယ်ဗျာ engine wire 020အများသောအားဖြင့် fission နဲတဲ့ပုတ်တိုက်မှုနဲတဲ့020အများဆုံးသုံးရပါတယ်เนาะ နမခုနနမခုနအနေနဲ့မလုပ်သင့်တဲ့အချက်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဘက်ထရီတိုင်းရဲ့မထောက်ရအောင် hybrid ကားတွေမှာဘက်ထရီတိုင်းရဲ့မထောက်ရအောင်သူ့မှာတွဲဖို့ဘက်ထရီ control လုပ်တဲ့ဘက်ထရီသေးသေးလေးပါတယ်အဲ့ဒီတွဲဖို့ဘက်ထရီသေးသေးလေးကို control လုပ်တဲ့တွဲဖို့ဘက်ထရီသေးသေးလေးကများသောအားဖြင့်ပေါ့နော်သူက high body battery ကနေအာ DC DC converter ပေါ့သူကခံလိုက်တယ် high body ကို low body ချပြီးတော့မှအားသွင်းတယ် အဲ alternator မပါတာများတယ် hybrid စနစ်တွေမှာ alternator မပါဘူး dynamo မပါဘူးပေါ့နော်မပါဘဲနဲ့သူက battery ကြီးရနေပြီးတော့ပဲအားမြန်သွင်းတာပေါ့ alternator ကိုသူက short ပစ်ထားတယ်အဲ့လိုမျိုးဆိုတော့အဲ့ဒီ hybrid battery ကနေအားသွင်းပြီးတဲ့အဲ့ဒီ auxiliary battery လို့ခေါ်တဲ့တွဲဖို့ battery တသေးလေးအားနေသွားရင် hybrid စနစ်ကလုံးဝလုံးမလုံး engine လည်းမနှိုးဘူး hybrid စနစ်လည်းလုံးမလုံးဘူးသူက control ကတွဲဖို့နဲ့ပဲ control လုပ်တယ်ဒါကြောင့်အဲ့ဒီတွဲဖို့ battery လေးအားနေလို့မရဘူးတွဲဖို့ battery အားနေသွားရင်ကျွန်တော်ကဘာလုပ်မလဲဖြုတ်ဖြုတ်ပြီးအပြင်မှာ အာသွင်တကယ်လို့ဖြုတ်ပြီးအမြင်မှာအာသွင်မှုအဆင်မပြေဘူးထောက်နှိုးမှရမယ်ထောက်မှရမယ်ဆိုရင်တော့ဘက်ထရီတိုင်ရထောက်လို့မရဘူးသူ့မှာတီးတန်းထောက်ဖို့အတွက်နေရာပေးထားတယ်ကားရဲ့ဘောနပ်ဖုံးကိုလှက်လိုက်လို့ရှိရင် အပောင်းတွက်အနီးနဲ့အပောင်းလိုရေးထားတယ်အနှုတ်တွက်အင်ဂျင်မှာချိတ်လို့ရတယ်အပောင်းနှုတ်ကိုအဲ့လိုမျိုးချိတ်ပေးရတယ်ဒိုင်ရိုက်လုံးဝမထောက်ရအောင်ဒိုင်ရိုက်ထောက်ရင်ပြဿနာတက်တယ်နော်ဒိုင်ရိုက်ထောက်ရင်အဲ့ဒါတော်တော်လေးအန္တရာယ်များတယ်နောက်တစ်ချက်ကအဲ့ဒီတွဲဖို့ဘက်ထရီမှာစားပေါက်လို့မရအောင်စားပေါက်ရင်ပြဿနာရှိတယ်နော်စားပေါက်လို့မရဘူးနောက်တစ်ချက်အနေနဲ့ကကြတော့ hybrid ဘက်ထရီမှာလည်းစားပေါက်နေတာတွေ့ရင်ကျွမ်းကျင်တဲ့ technician နဲ့ပြပြီးတော့အဲ့ဒါကိုပြုပြင်ပေးဖို့လိုအပ်တယ်စားပေါက်ရင်ဘာဖြစ်လဲဆိုတော့ဒါကပြဿနာတော်တော်လေးကြီးတယ်လက်နဲ့တော့သွားမကင်ပါနဲ့ဓာတ်လိုက်တယ် hybrid ဖြစ်တဲ့ ဲ့တရားကျော်ဖြစ်တဲ့အတွက် accident ကြီးကြီးမားမားဖြစ်နိုင်တယ်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်နော်ဒါကြောင့်အရန်ရေးကြီးပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ကဒီအချက်ကိုတော့တေချာလေးယူဆိုင်ကြည့်ခြင်းနဲ့အဲ technician တွေကတော့တော်တော်များဒါအသိပီးသားဖြစ်တယ်ကျွန်တော်တို့ကာမောင်းနေသူတွေအနေနဲ့ hybrid battery ကိုဒီတိုင်းသွားကင်တာမျိုးမလုပ်စီခြင်းဘူးတခါကြလို့ရှိရင်ကိုကကင်မိမှာဆိုလို့ပေါ့နော်ဒါပေမဲ့လည်းသူကအဲ့လိုကင်လို့မရအောင်ပဲကာဘာတွေအထက်ထက်တွေအုပ်ထားပါတယ်နော်ဒါကတော့တေချာစနစ်ကြတယ်တော့လုပ်ထားပါတယ်ဒါပေမဲ့လည်းဒါတွေကတခါကြလို့ရှိရင်အမှတ်မထင်တဲ့ဖြစ်တတ်လို့ပါနော် နမရှိအနေနဲ့ကကြတော့ဒီပေါ့နော် hybrid car နဲ့ပတ်သက်ပြီးတော့အကျိုးရှိရှိအသုံးချရမယ်ပေါ့နော်အသုံးဒီအကျိုးရှိအသုံးချဖို့အတွက်ဆိုရင် तू ကဒီကားတွေကစီစားတတ်တာတယ် နောက်တက်တန်းလည်းရှေးကြီးခံပါလေဗျာတချို့ဆိုရင် Honda အဲဒီ Honda Fit Shadow တို့ Honda Insight တို့ Civic တို့2017တို့17တို့အခုချိန်ထိအကောင်းကြီးရနေတယ်ဘက်ထရီရပိုင်နှုန်းတွေလည်းအများကြီးကျန်သေးတယ်သုံးလို့ရနေသေးတယ်အဲ့တော့ကျွန်တော်ကစနစ်တကျထေချာသုံးမယ်တက်တန်းရှေးကြီးကြအောင်နောက်စီသားလည်းတက်တာစီတဲ့အတွက်ထေချာစနစ်တကျနဲ့သုံးဖို့လိုအပ်ပါတယ်နော်အဲဒါတော့နံပါတ်ရှိနေနဲ့အကျိုးရှိအသုံးချဖို့အတွက်အဲဒါလေးကို တိုက်တွန်းတာပါအဓိကကြတဲ့အချက်တွေထဲမှာပြန်ပြီးနှိမ့်ချရမယ်ဆိုရင်နံပါတ်9မလုံသေးတဲ့အချက်တွေထဲမှာဘက်ထရီတိုင်ရဲ့မထောက် တာမျိုးတွေဘက်ထရီစားမပေါအောင်ယူဆရာမျိုးတွေနံပါတ်6မေတ္တနဲ့ပတ်သက်ပြီးယူဆရာမယ်အဲ CLY နေပေါ့ဗျာပုံမှန်စစ်ပြီးတော့လဲရတာမျိုးတွေ engine wire ဆိုလဲ020ပေါ့ hybrid အတွက်ထုတ်ထားတဲ့ engine wire မျိုးသုံးရမယ် scan ထိုးပြီးတော့မှ data လေးကြည့်ပြီးတော့ battery ရဲ့ data inverter ရဲ့ data ဓာတ်တွေကိုကြည့်ဖို့လိုအပ်တယ်နံပါတ်5ဒီ hybrid စနစ်ရဲ့ cooling စနစ်နဲ့ပတ်သက်ပြီးတော့တေချာစနစ်တကျခရူးဆိုင်ဖို့လိုအပ်တယ်နံပါတ် hybrid battery hybrid battery နဲ့ပတ်သက်ပြီးတော့ထိမ့်သိမ့်တဲ့အနေနဲ့ကျွန်တော်တို့ကားကိုတစ်လကိုနှစ်ကြိမ်လောက်မောင်းမီးလို့လွယ်တယ်အကောင်းဆုံးကတော့တစ်ပတ်ကိုနှစ်ကြိမ်နဲ့သုံးကြိမ်ကြားလောက်မောင်းမီးနိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်เนาะဒါလေးကတော့ hybrid car နဲ့ပတ်သက်ပြီးတော့ဘယ်လိုပုံစံမျိုးပြုပြင်ထိမ့်သိမ့်မလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘသူရအဖြစ်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်အားပေးတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ